artificial ဒီ intelligent လို့ခေါ်တဲ့ဒီ AI ပေါ့နော် AI လို့ခေါ်တဲ့ဉာဏ်ရည်တုနဲ့ပတ်သက်တဲ့သတင်းပါဆိုတော့မကြသေးခင်က အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဒီတထေးကြီးပေါ့နော် Elon Musk ကအနာဂတ်မှာလူတွေအလုတ်သိမ့်လို့ဆရာမလို့တော့ဘူးဒါကိုဉာဏ်ရည်တုတက်ဆင်ထားတဲ့စက်ရုပ်တွေကလှုပ်သွားလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါဟာတစ်ဖက်မှာတိုးတက်မှုလို့ပြောလို့ရတယ်လို့တစ်ဖက်မှာလည်းလူတွေအတွက်တော့အလုတ်လုံခြုံမှုဘိုင်းကိုချိမ့်ချောက်လာနေပါတယ် 2024ခုနှစ်မှာဝန်ထမ်း9000အထက်ရှိတဲ့စက်ရုံတွေရဲ့90ရာခိုင်နှုန်းကျော်မှာ AI အသုံးပြုအလိုလျောက်စနစ်တွေစပြီးတော့တုံးဆွဲနေပြီလို့လေးလာတွေ့ရှိချက်တွေကဖော်ပြကြပါတယ်။ AI နဲ့ပတ်သက်ရင်လူအများစုကဟိုစိုးရိမ်နေတာဒီကိုလုတ်တဲ့အလုပ်တွေကိုအာ AI ကလူယူသွားမလားဆိုတာပါပဲ။ဆိုတော့အစိမ့်ဝင်စားစရာကောင်းတာက AI ရဲ့အလိုလျောက် လှုပ်ဆောင်မှုတွေဟာဆင်းရဲတဲ့နိုင်ငံတွေမှာလူ9ယောက်ရဲ့နေရာမှာတယောက်နေရာကိုအစားထိုးနိုင်ပြီးတော့ချမ်းသာတဲ့နိုင်ငံတွေမှာတော့လူ3ယောက်မှာတယောက်နေရာကိုအစားထိုးနေတယ်လို့ဆိုပါတယ်။နောက်ပြီးတော့ဒီ AI ရဲ့အလိုလျောက်လှုပ်ဆောင်ခြင်းကစီမံခန့်ခွဲမှု အနောက်ပြီးတော့ဒီစရေးစချီနဲ့ data တွေပေါ့နော်အချက်လက်တွေထည့်သွင်းတဲ့လုပ်ငန်းတွေစတဲ့သဘာဝအဖြစ်တော့ကျွန်တော်တို့အမျိုးသမီးတွေလုပ်နေတဲ့လုပ်ငန်းတွေမှာပို့ပြီးတော့များများဝင်ရောက်လာနေတာဖြစ်ပါတယ်။ ဒါကြောင့်အနာဂတ်လုပ်ငန်းခွင်ထဲမှာကြားမအချိုးမှာတော့ဒီမတွေကအမျိုးသမီးတွေရပေါ့နော်ပို့ပြီးတော့နဲသွားနိုင်တာမျိုးဖြစ်နေလို့အခုတွေ့ရှိချက်ကအမျိုးသမီးတွေအတွက်တော့ပို့ပြီးတော့စိုးရိမ်စရာဖြစ်လာပါတယ် ချမ်းသာတဲ့နိုင်ငံတွေမှာအစားထိုးခံရနိုင်တဲ့ဒီယာနှုန်းပေါ့နော်အမျိုးသားယာနှုန်းက2023မှာဆိုရင်ယာနှုန်းအဖြစ်2.9ကနေ3.5အထိခံရနိုင်ပါတယ်။အမျိုးသမီးတွေကတော့အစားထိုးခံရနိုင်တဲ့ယာနှုန်းဟာ2023မှာ9.8ယာနှုန်းပဲရှိရကနေ2024မှာတော့9.6ယာနှုန်းအထိမြင့်တက်လာတာဖြစ်ပါတယ်။